ကချင်ပြည်နယ်ချီပွေခရိုင်ချီပွေမြို့နယ်ကောင်လမန်တုံဖက်လန့်ကျေးရွာများမှာကန်အိုကန်အေလက်နက်ကင်အဖွဲ့နဲ့စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းပြီးဆက်ရံတရားကြီးများဖြင့်အနေညမရွေရွှေတူးပေါ်ချင်းတွေကို အလွန်အကျွံပြုလုပ်နေတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ ချီပွေမြို့အနီးရှိကောင်လကျေးရွာမန်တုံဖက်လန့်ကျေးရွာများမှာကန်အိုကန်အေလက်နက်ကင်အဖွဲ့မှခွန်ပြူချက်ပေးထားခြင်းကြောင့်စီးပွားရေးလုပ်ငန်းရှင်များကဆက်ရံတရားကြီးများဖြင့်ရွှေတူးဖို့ခြင်းတွေကိုအလွန်အကျွံပြုလုပ်လာပြီးတောက်သုံးရအခက်ခဲတွေဖြစ်ပေါ်လာခြင်းနဲ့မူးတွင်းကာလမှာရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းတွေဖြစ်ပေါ်လာမှာကိုဒေသခံပြည်သူတွေကစိုးရိမ်လျက်ရှိတယ်လို့ချီပွေဒေသခံတူက EPN သတင်းဌာနကိုဆက်တွေ့ပြောပါရယ် ရွှေတူးဖော်တာတွေကိုမသားတဲ့အပြင်ကန်အိုကန်ရဲ့အဖွဲ့ကအကြီးအကဲတွေကိုတိုင်လုပ်ငန်းရှင်တွေနဲ့အကျူးတူပေါင်းပြီးရွှေတူးဖော်နေကြတာဟုတ်တယ်။ဘယ်သူမှလည်းမသားရေးကြဘူး။တားရဲတဲ့တူလည်းမရှိဘူး။သူတို့ကြိုက်တယ်လို့လုပ်နေတာ။တားပေးမဲ့တူမရှိတော့အဲ့ဒီရွာမှာအခုဆိုတောက်ဖို့တုံးဖို့ရေအတွက်ခက်လာပြီ။ပြီးခဲ့တဲ့မူတွင်နှောင်းကတော့ရေကြီးတာကအလောက်ကြောက်စရာကောင်းတာ။အခုလူတွေစီကံမရှိလုပ်နေကြတော့နောက်နှစ်တွေဆိုပိုပြီးဆိုးလာဖို့ပဲရှိတယ်လို့အမိမဖော်လူသူဒေတာခန်တူကပြောပါရယ်။ ရွှေတူးဘော်ချင်းလုပ်ငန်းတွေကိုယခုနှစ်အောက်တိုဘာလလဆန်လောက်ကနေစတင်ပြီးအခြားသောမြို့နယ်များမှစီးပွားရေးလုပ်ငန်းရှင်များလာရောက်ကာဆက်ရံတရားကြီးများဖြင့်နေညာမပြတ်ရွှေတူးဘော်ချင်းများလုပ်ကင်နေကြောင်းသိရပြီးအဲ့ဒီလုပ်ငန်းတွေမှာကန်အိုကန်အေလက်နက်ကင်အဖွဲ့မှအကြီးအကဲများပါအတူတူပူးပေါင်းကစီးပွားရေးလုပ်ကင်နေကြတယ်လို့သိရပါတယ် ချီပွေမြို့နယ်မှာတရားမဝင်တရားစာသတူဖို့ချင်းတွေအလွန်အကျွံပြုလုပ်နေပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကအမြန်ဆုံးတားမြစ်ပေးရန်ချီပွေမြို့ခံပြည်သူတွေကလှူလာနေကြပါတယ်။ကောင်လမန်တုံအဲ့ဒီရွာတွေတခြားမှာရွှေတူးနေကြတာရွှေတူးတာတိတ်တော်မကြသေးဘူး။ဒေသခံပြည်သူတွေကိုအတိပေးတာမျိုးလည်းမရှိဘူး။အဲ့ဒါနဲ့ပတ်သက်လို့အခုချိန်မှာသွားပြီးဆန္ဒပြလို့လည်းမရဘူး။တားပိုင်ခွင့်လည်းမရှိ။အဲ့တော့ဒီအတိုင်းကြည့်နေရတာဟုတ်တယ်။ ဓာရီကိုတာဝန်ရှိသူတွေအမြန်ဆုံးတာပေးကြဖို့ပြောချင်တယ်လို့အထက်ပါပြည်သူတို့ကထိတ်တွန်းပြောပါရယ်။ချီဝေမြို့နယ်အတွင်းကမန်တုံကောင်လဖက်လန့်ကျေးရွာများတွင်ရွှေတူးဖော်ရိတ်လုပ်ငန်းရှင်တွေကိုတရေကလည်းချက်သိန်းတရာဖြစ် KOKA လက်နက်ကင်အဖွဲ့ကတတ်မှတ်ပေးထားပြီး KOKA လက်နက်ကင်အဖွဲ့ရဲ့လူယုံတအူးကတရေကကိုသိန်း300ဖြစ်ပြန်လဲအကွက်ရိုက်လောက်ကချပေးနေတယ်လို့သိရပါရယ်။အလားတူစွာချီဖွေပန်ဝါချီဖွေဖီမော်ချီဖွေဆော့လော်တော်လတ်များ တောတောင်များမြစ်ချောင်းများမှာရွှေတူးပေါ်ခြင်းနဲ့မြေရှားတတုတူးပေါ်ခြင်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလအတွင်းကစပြီးဆက်ရံတရားကြီးများဖြင့်တူးပေါ်ခဲ့ခြင်းကြောင့်ဒေသခံပြည်သူအများအပြားရေဘေးဒုက္ခနဲ့အကြီးအကျယ်ကြုံတွေ့ခဲ့ရပြီးမြေပြူမှုတွေလည်းကြုံတွေ့ခဲ့ရတယ်လို့သိရပါဗျ။